လက်ရှိပေါ့နော်သမီးတို့မိုးလေးမိုးစလားအချိန်လေးဘယ်လိုရှိတယ်လဲပေါ့နော်အဲ့အားလေးသိချင်လို့အတိတ်ပေါ့နော်လက်ရှိပေါ့ဟုတ်အခုလောလောဆယ်လက်ရှိအချိန်လေးပေါ့လက်ရှိအချိန်လေးကတော့ကျွန်တော်တို့လီပီးယားနဲ့ရဝန်ဖြစ်တယ်ဆိုပြီးတော့အာဘယ်မိုးလေးဥစားဆန္ဒကမှာတော့မကြီးညာသေးဘူးအာသူရဲ့ဒီဘိုးလေးတိုင်းနှုံးတဲ့ဟိုဘယ်လိုဖြစ်လဲလီပီးယားနဲ့ရဝန်ဖြစ်လောက်တဲ့အနေအထားမျိုးအထီတော့မရောက်သေးဘူးပေါ့နော် မရောက်သေးဘူးအရေးကြီးတာတော့ဟိုအိန္ဒိယမိုးလွေသာသနာတော့သူကနောက်ဒီရက်ရှင်းနဲ့မနေ့ကကြီးရတာပေါ့နောက်ဒီရက်ရှင်းနဲ့အတွင်းမှာဒါလီဗီယာနဲ့ရဝန်စပြီးတော့ဖြစ်မယ်ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းဆိုပြီးအဲ့လိုတော့ပြောတယ်အဲပြောထားတယ်ဆိုတော့ကျွန်တော်တို့လည်းတအားဟိုတောက်လျှောက်တော့စောင့်ပြီးတော့ကြည့်နေပါလေအရေးကြီးတာတော့အဲ၁၀ရက်နောက်ပိုင်းပေါ့နော်အဲဒီအခုအဲဒီဧပြီလ၁၀ရက်နောက်ပိုင်း၁၀ရက်၁၁ရက်၁၂ရက်၁၃ရက် ဆလီရီလောက်အထိကိုငရင်တန်တက်တဲ့နေရာတွေအမလဲမှုများနိုင်တယ်အဲဒါကျူရင်ခမန်းချက်အနေနဲ့ပဲရှိသေးတယ်အဲ့တော့ဟိုအရေးကြီးတာတော့ဒီလေပြာနဲ့ရေဝံဖြစ်လာနိုင်ပြီးဆိုတဲ့အချိန်ကြလို့ရှိရင်ပြစ်ပြီဆိုတဲ့အချိန်ပေါ့နော်အဲပြစ်ပြီဆိုတဲ့အချိန်မှာသူ့ရဲ့အဲလမ်းကြောင်းအဲသူ့ရဲ့အယူအဆအမုံတိုင်းဖြစ်လာမယ်ဆိုတော့မုံတိုင်းပေါ့မုံတိုင်းအယူအဆနောက်ပြီးတော့မှဒီလမ်းကြောင်းပြီးတော့သူ့ရဲ့ အာဒီတိုင်နိုဒီတိုင်နိုဒီပြင်းအောင်ပေါ့နော်ဒါဒီ browser တွေဆိုတာအတိအကျတော့ဟိုလိုပါတယ်သိရဖို့လည်းလိုပါတယ်ပြီးတော့မှဒါဘယ်ဒီဇာဘယ်ဒီဇာတွေမှာတော့ဘူးပြမယ်ဘယ်ဒီဇာတွေကတော့ဒီပြင်းတိုင်နိုင်မယ်အာဆိုတဲ့ကျူရင်ကျွန်တော်တို့တတိပေးချက်တွေကျွန်တော်ပြလို့ရမှာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါဆရာဟုတ်ဒါဆိုလက်ရှိပေါ်တော့ဆိုရင်အချိန်ရသေးတော့ခါကျချူတင်ပြစုမှုအနေနဲ့ပေါ့နော်အဲဘာတွေများဆောင်ရွက်ထားတစ်ပါလဲပေါ့နော်ဆက်ပြီးတော့လည်းမိုးများလာချေရှိရောလေဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်ကဲ့အဓိကအာလောလောဆယ်ပေါ့အာလောလောဆယ်မှာကျွန်တော်တို့အပင်လာပင်တော့တောင်ဘက်ဒီမှာရှိနေတယ်ဒီဥစ္စာဒီနောက်ထပ်3ရက်4ရက်လောက်အချိန်ရမယ်အဲ့တော့ဟိုကျွန်တော်တို့ဒီလှမ်းထားတဲ့ရိုးစီတွေ နောက်ပြီးတော့ရေသိမ်းပြီးတော့အာထားမဲ့ဒီရေသိမ်းပို့လုတ်ပြင်းရှင်နေတဲ့အနေအထားကြီးနောက်ရှားတောင်သူတွေသာသဖြင့်ပေါ့နော်ဒီမိုးအချိန်ခါမဟုတ်မိုးလိုမျိုးဖြစ်လာမှာဖြစ်တဲ့အတွက်ဒီမိုးကြောင့်အပျက်စီးအောင်ကြိုတင်ပြီးပြင်ဆင်ထားဖို့ဒီလိုဓာတ်ကြီးအပြင်ရပါမယ်နောက်ပြီးတော့မှဒီဒီတင်ထားတဲ့ဒီတေယူပို့ဆောင် ဘာညာလုတ်တဲ့ဟာပေါ့နော်ကျွန်တော်ကေရီပစ္စည်းတွေတွားပြီးပို့တာကြီးနောက်ပြီးတော့မှဒီအငင်းဒီတော့ပစ္စည်းတွေပို့တာကြီးအဲ့ဒီဟာဒီမှာမိုးအမိုးအခါနဲ့ပို့ဖို့နောက်အတိကတော့နောက်၃ရက်လောက်မှမိုးရွာနိုင်တယ်များနိုင်တယ်ဆိုတော့တည်ပြီးပေါ့အဲ့တော့ဂရင်းထုတ်ထားတဲ့အနေအထားမှာမြေကြီးအနေအထားမြေအောက်အနေအထားတွေဒီအရင်လိုပုံမှန်မဟုတ်ဘူးကြောင်းနေမယ် အဲ့တော့မိုးများလာလို့ရှိရင်ရေဝင်နိုင်တယ်အဲ့ဒီမှာမြေကျွန်ကျတာတွေဖြစ်နိုင်တယ်အဲ့ဒီဟာတွေကိုလည်းသတိထားကြဖို့အဲ့ဒါတော့ကျွန်တော်ဒုတတိပေးခြင်းပါလိမ့်မယ်။ဟုတ်ကဲ့ပါဆရာ။ဟုတ်။အဲ့ဒီအခုလက်ရှိပေါ့နော်ဒီမိုးစလားကအချိန်လေးရအဲနောက်ဟိုဟာရက်ပိုင်းသွင်းမှာဒါမိုးတွေလည်းထပ်များလာနိုင်တယ်ဆိုတော့ဒီအင်္ဂလန်တန်တင့်တဲ့နေရာတွေအပြင်ဒီရန်ကုန်တိုင်းတို့ဒီအေရဝတီတို့ရောပါနိုင်သေးလားဆရာ။ဘယ်ဒေသကြီးဘယ်ဒေသကြီးကပိုးပိုးရောညားနိုင်လဲပေါ့နော်။အဲ့ဒါလေးလည်းပြောပြပါဦး။ အေရီတိုင်းအရန်ကုန်တိုင်းပဲခူးတိုင်းပြီးတော့ရှမ်းပြည်နယ်ရှမ်းပြည်နယ်ပဲဒါမိုးများနိုင်တဲ့အထက်မှာပါပါတယ်ပြီးတော့မှနေပြီးတော့နောက်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအပြောမယ်ဆိုရင်တော့အချင်းပြည်နယ်လည်းပါမယ်ရခိုင်ပြည်နယ်လည်းပါမယ်တနိုင်ငံလုံးအတိုင်းအတာနဲ့တော့မိုးပူလာနိုင်တယ်ဒါတုံးလေးရပေါ့နော်အကျွန်တော်ဝက်ဘ်ဆိုက်ရဲ့ဒီအဘော်ရာဘင်နာမှာလည်းကျွန်တော်ဒါ တင်ပြထားပါတယ်အဓိကသတိထားမယ့်နေရာတွေပေါ့နော်ဧပြီ17ရက်12ရက်13ရက်14ရက်15ရက်နေ့တွေမှာနေရင်နိုင်ငံထားတဲ့စကိုင်းတိုင်းအောက်ပိုင်းရဲ့မန္တလေးတိုင်းရဲ့နေပြီးတော့ဒေသတွေမှာနေရာကွက်ပြီးဝှမ်းများနိုင်တယ်ဆိုပြီးတော့တော့အဲ့ဒီမှာဒါသတိပေးထားတဲ့ဟောပေါ့နော်ဘန်နာလေးကျွန်တော်တင်ပြထားတယ်အဲ့မှာအဲ့ဒီကနေပြီးတော့မှဒီ division the city weather မှာကျွန်တော်တို့နောက်လာမယ့်၄ရက် ဘလို့အခြေအနေရှိနိုင်မယ်ဆိုတာကြိုတင်ပြီးကြည့်လို့လည်းရပါမယ်အဓိကသတိထားမှာတော့အချိန်အခါမဟုတ်မိုးများများရွာနိုင်တယ်ဆိုတာခေါင်းနဲ့ထည့်ထားဖို့လိုပါမယ်ဗျာ